ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ BM Electronic မှာကြိုဆိုပါတယ်အခုပြပြသွားမှာကတော့ကြိတ်ဆက်ပေါ့နော် blender တလုံးကိုပြပြနေပုံကိုအစအဆုံးရှင်းပြပြသွားမှာဖြစ်ပါတယ် အရင်ဆုံးအန်စင်းလာတဲ့အလုံးဆိုတော့ဘာပြက်လို့ပြတ်မှန်းမသိဘူးဗျအဲ့တော့အစနေစပြီးတော့စစ်စေးရမှာဖြစ်ပါတယ်အရင်ဆုံးကျိုးကောင်းမကောင်းစစ်မှာဖြစ်ပါတယ် ါဆိုရင်တစကောင်းပါတယ်နောက်တစကြာတော့ဒီမှာကြည့်လိုက်ပါဒီချိုးကသွားထားတယ်နောက်တစကခလုတ်စီကိုသွားတာပါခလုတ်ကနေပြီးတော့ဒီဒီတစကနေပြန်ထွက်တာပေါ့နော်ဒီတစကနေပြန်ထွက်တာပေါ့နော်ဒီတစကနေမှဒီကိုဆက်သွားတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ကဒီတစအော ဒီဘက်တစ်ချမ်းပေါ့နော်ဒီဘက်တစ်ချမ်းကဒီနှစ်ခုမှာ꽌စားရှိမယ်အဲ့ဒီ꽌စားရောဒီခလုံရောကောင်းမကောင်းစစ်စစ်လိုက်လို့ရပါတယ်ဒီလိုထောက်လိုက်ပေါ့နော်ထောက်ပြီးတော့ခလုတ်ကိုဖိလိုက်မယ်ပြီးရင်ဒီစားကိုလာထောက်ကြည့်လိုက်မယ်အဲ့ဒါလိုမိတာမတက်သေးဘူးနော်ညာပြီအာခလုတ်ကိုနှိမ့်လိုက်မယ်လာထောက်ကြည့်လိုက်မယ် ဒါဆိုရင်အဲညလာမသိဘူးเนาะနားလေးပါအဲ့လိုကိုနှိပ်လိုက်မယ်။နော်။ဒီမှာထောက်ကြည့်လိုက်မီတာတက်တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီဘက်တစ်ချမ်းကထောင်နော်ခလုတ်ကောကောင်းတယ်လို့ပြောလို့ရပါတယ်။ဒါဆိုဒီဘက်တစ်ချမ်းပေါ့။ ဒီဘက်တစ်ချမ်းကကြတော့ခုနဒီကျိုးကိုတိုင်ပြီးသွားပြီဒီစားကဒီခလုတ်မှာလာလာထပ်ပါဘောနော်ဒါဆိုဒီခလုတ်ကိုတိုင်လိုက်ရပါပြီဒီခလုတ်ကိုတိုင်ကြည့်ရခါမှာဒီမှာဘောနော်ဒီခလုတ်ကိုတိုင်တဲ့အခါမှာဒီခလုတ်အဲခလုတ်ကိုစစ်တဲ့အခါမှာဒီမှာဒီ ူတို့နှိပ်ထားတဲ့ပုံစံမျိုးစစ်စီရမှာဖြစ်တယ်။ဒါဆိုရင်မီတာတက်တာအိုးတွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင်မိတာတက်တာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့လိုဆိုတော့ဒီခလုတ်ကောင်းတယ်လို့ယူဆလို့ရတယ်เนาะပြီးတော့အခုလာပါပဲเนาะပြတ်တဲ့အပိုင်းပေါ့เนาะဒါကျွန်တော်ဖြုတ်စစ်ထားပြီးသားပါဒါပေမဲ့ဗီဒီယိုရိုက်ချင်လို့ပြန်ပြတာဖြစ်ပါတယ်ဒီဘက်တစ်ချမ်းပေါ့ဒီဘက်တစ်ချမ်းကဒီမှာ fuse ရှိမယ် fuse ရှိမယ်เนาะ quai ရှိမယ် ကွန်ဂျိုးရှိမှာပေါ့နော်ဒီဘက်တစားအနေလာတယ်ဒီတစားအနေပြီးတော့မီးဝင်သွားပြီးတော့နောက်ဟိုအောင်ဖြတ်မယ်နော်ဒီ diffuse ကိုဖြတ်ပြီးတော့ဒီဘက်ကိုရောက်ပါအဲ့လိုဆိုတော့ diffuse ကောင်းမကောင်းရယ်ဒီဒီမှာကွန်တစားကောင်းမကောင်းရယ်ကိုဒီကနေထောက်လိုက်မယ်ထောက်လိုက်ပြီးတော့ဒီကိုထောက်ကြည့်လိုက်မယ်ဆိုရင်မီတာမတက်တာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုဒီအပိုင်းကပြတ်နေတာပေါ့နော် ပဋိထားရမှာကဒီမှာကေဘယ်တိုက်ရှိပါတယ်ဒါကျွန်တော်ဖြတ်လိုက်တာပေါ့နော်ဒီကေဘယ်တိုက်ကိုခွာပြီးတဲ့အခါမှာဒီဘက်ကနေကျိုးရင်းရနေပြီးတော့ဒီကတ်နေတဲ့အပူခံပိုက်ကိုဆွဲခွာရင်ဒီဘက်ကဆွဲခွာရင်ကွန်ယူပြတ်မှာဖြစ်ပါတယ်အဲ့ဒါတစ်ချက်သတိထားဖို့လိုပါတယ်ဒီဘက်ကနေပြီးတော့ပဲကျွန်တော်စူးစမ်းပြီးတော့စူးစမ်းပြီးတော့ခွာမှာဖြစ်ပါတယ် တော်တော်လေးဟွာကြိုးစားပြီးတော့ခွာပါတယ်တကယ်လို့တအားကြီးမာပြီးတော့ခွာလို့မရဘူးဆိုရင်ကျွန်တော်တို့ကမီးပူပေးပြီးတော့ခွာရပါတယ်ဒီမှာကျွန်တော်တို့ဆွဲထုတ်လိုက်တာနဲ့ဒီမှာပြက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ခဲကောင်းနဲ့ခဲဟိုပြန်ပြီးတော့တို့ပြီးတော့ ပေးလိုက်မယ်ဆိုပြီးတော့ဆိုရင်ကောင်းမယ်လို့တော့ယူဆပါတယ်เนาะဒါပေမဲ့ဒီ view ကောင်းမကောင်းကိုကျွန်တော်ထပ်စစ်ကြအောင်ပါပါဖြူဘက်မှာရှိနေတဲ့ကျိုး ိုင်းစားတစားကပြတ်မနေပါဘူးအဲဒီတော့ဒီဖြူကောင်းမကောင်းအောင်ဒီလိုတိုင်းလိုက်ရင်ဒီပါလေဒါဆိုရင်မီတာတက်တဲ့အတွက်ဖြူကောင်းတယ်လို့ပြောလို့ရပါတယ်ပြတ်နေတာဒီတစားလေးပါဒီအစာကိုခဲတို့ပေးလိုက်ရင်အဆင်ပြေသွားပါပြီနော် င်မတို့ခင်အပေါ်ရန်ဖုံးထားတဲ့ချိတ်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကချိတ်ကုန်နည်းနည်းဓာလေးနဲ့ချိတ်ပြရမှာပါ။ အရှင်ကျူးအဟောင်းဟာတပိကွန်ကျူးတွေရရှိနေတဲ့အဟောင်းကျွန်တော်တို့ရှင်းပြကမှာဖြစ်ပါတယ်မရှင်းရင်ဘာဖြစ်မလဲဆိုတော့မရှင်းရင်တော့တိတ်မတိတ်မကောင်းဘူးပေါ့နော် ရှင်းမဲ့ထားတဲ့ဆိုင်ရှင်းပလိုက်တာပိုကောင်းတာပေါ့ ဲတို့ပြီးတဲ့အခါမှာဒီကျိုးဟာဒီဘက်အစနဲ့ကွန်နက်ရှင်မိနေပြီလားဆိုတာကိုတစ်ချက်မီတာနဲ့ထောက်ပါထောက်တဲ့အခါမှာမိနေတာကိုတွေ့ရပါလိမ့်မယ်အဲ့လိုလုပ်တဲ့အချိန်မှာဒီ ကျိုးလေးတွေကိုသတိထားဖို့လိုပါတယ်ဒါတွေကကြီးကွိုင်မဟုတ်ပါဘူးတတုဒံကွိုင်ဖို့အလွယ်ပြောရရင်တော့ဒံကွိုင်ဒံကွိုင်ဖြစ်တဲ့အတွက်အရန်နှုပါတယ်ပြက်ဖို့လွယ်ပါတယ်သတိထားပြီးတော့တော်တော်လေးလုံးယူပါပါတယ် ကွန်ယူပြတ်သွားလို့ပြန်ဆက်တဲ့အခါမှာအခုလိုမျိုးကွန်ဂျိုးကတူတူလေးဖြစ်နေတာမျိုးနဲ့ကြုံရတတ်ပါတယ်အဲ့လိုဆိုရင်ဒီပိုက်ကိုအခုသူပြထားတဲ့အတိုင်းပြန်တက်ဖို့ကကျွန်တော်တို့မလွယ်တော့ပါဘူးအဲ့လိုဆိုတော့ကျွန်တော်တို့မီရှုပိုက်ပေါ့နော်မီရှုပိုက်လို့အလွယ်ကူတဲ့အဲ့မီရှုပိုက်ကိုသုံးပါမယ်ဒီအတိုင်းထားလို့မရပါဘူးနော်ဒီအတိုင်းထားရင် အချောင်းချောင်းချောင်းဘော်ဒီနဲ့ကတ်တဲ့အခါမှာဓာတ်လိုက်နိုင်ပါတယ် ပြီးတော့ဒီပုံစံအတိုင်းကျွန်တော်တို့ကီဝေးတိုက်နဲ့တုံမှာဖြစ်ပါတယ် အဓိကကဒီကြိုးစားဟာထွက်နေလို့မရပါဘူးဒီကြိုးစားဟာတခုခုနဲ့ဖုံးကိုဖုံးရမှာဖြစ်ပါတယ် blender china make blender အနောက်ပိုင်းဝင်တဲ့အများစုဟာအခုလိုဒန်ကွိုင်းနဲ့ပဲလာပါတယ်ပြီးရင်ကျိုးတွေပြတ်ပါတယ်ဈေးသက်သာတဲ့မျိုးအစားတွေကိုရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ဒန်ကွိုင်းနဲ့မှတွေ့မှာဖြစ်ပါတယ်ဒန်ကွိုင်းဆိုရင်တော့အခုလိုပဲကြာကြာမခံမအောင် သုံးရင်းနဲ့ဆွေးလာပြီးတော့သူ့အလိုလိုနင်းပြက်မှာဖြစ်ပါတယ်ကိုကတော့မှဒီ coin သားတွေကကောင်းသေးတယ်ဒီခဲတူထားတဲ့ထိတ်တွေပဲဆွေးနေတာဖြစ်လို့ကျွန်တော်ပြန်ပြင်တာပါမဟုတ်လို့ဒီ coin ကပါဆွေးနေတယ်ဆိုရင်တော့ခုနကတော့လို့ဓာတ်နဲ့ချစ်တဲ့အချိန်မှာတစ်စစ်ချင်းတစ်စစ်ချင်းပြက်ကြတော့မှာဖြစ်ပါတယ်ကျွန်တော်ဘယ်လိုမှလုပ်လို့မရပါဘူးဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ပြန်လုံးလိုက်တော့ဖြစ်ပါတယ် လုံးတာတော့ကြော်လိုက်မယ်เนาะဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြန်လုံးပြီးသွားတဲ့အနေအထားပေါ့เนาะဒါဆိုရင်ကြိုးထိုးပြီးစမ်းကြည့်မှာဖြစ်ပါတယ်ထုတ်လိုက်ပါပြီဒီမှာအောက်မှာခလုတ်တခုရှိမယ်ဒီကောင်ဖိထားမယ်ပြီးတော့ဒီမှာခလုတ်တခုရှိမယ်အဲကောင်နှုတ်တိုင်းတဲပါပြီ ာဒါဆိုအားလုံးကောင်းပြီလို့ပြောလို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ